ရှောင်းရံကနတ်နိုင်ရံကိုမဖြစ်သွားသေးတယ်လို့မိလိုက်တော့ဘာမှမဖြစ်ပါဘူးဆိုပြီးပြန်ဖြေလိုက်ပါတယ်။မြေဝင့်ကျင်ခိုင်ကကောင်းနေကတော့မိမဖြူကိုကဲတဲ့သူရဲကောင်းဆက်ခင်းကျင်လာဆိုပြီးတော့မိလိုက်ပြီလေ။ပြီးရနဲ့လှမ်းကိုထုတ်ပြီးဝိုင်းလိုက်ကြပါပြီ။ရှောင်းရံကလျှက်စီးသုံးထောင်ဆွမ်းကိုသုံးလိုက်တော့မြေသုံးမြေပုံလုံးလိုက်ပြီးမသိအကုန်လုံးမှောက်သွားကြပြီလေ။နတ်နိုင်ရံကတော့မတွေ့တာကြပြီးကိုငါကသူ့နောက်မှာပဲရှိသေးတယ်ဆိုပြီးတွေးနေပါတယ်။အဲ့ဒီချိန်မှာမယန်နာအိမ်တော်ကဝမ်ချန်ကဆင်းလာပြီးတော့မင်းကလီမိုကျိုးအဆောင်နဲ့ပြဿနာတက်တဲ့ရှောင်းရံလာဆိုပြီးမိလိုက်ပါတယ်။ ရှောင်းရံကိုနတ်လိုင်ရင်ရန်ကတတိပေးလိုက်တော့သူတို့ကမင်းကိုဘာလို့ဝိုင်းတိုက်ကြတာလဲဆိုပြီးမေးလိုက်ပါတယ်တကယ်တော့နတ်လိုင်ရင်ရန်စီကမြေဝဲဖြူကိုလူကျင်တာပါအဲ့ဒီမော်တာရဲကထင်အောင်ထင်မှားဖြစ်စေတဲ့အစီရင်နဲ့ဝိညာဉ်ဆွမ်းအားဖိနှိပ်မှုကိုတားဆီးနိုင်ပါတယ်အဲ့ဒါကြောင့်ဝိုင်းလူကြတာပါဝန်ချန်ကတော့ငါကမင်းလက်ထဲကမြေဝဲဖြူကိုစိတ်ဝင်စားဘူးဒီကောင်းနေကူကြီးတောင်းလို့လာကူတာဆိုပြီးတော့ပြောလိုက်ပါတယ်ရှောင်းရံကမင်းတို့သွားတော့ဆိုပြီးတော့ပြောလိုက်တော့ငါဝန်ချန်ကဂရီတီရဲ့ဘာညာလို့တော့မှနတ်လိုင်ရင်ရန်ကမယနာဆောင်ကဝန်ချန်မှန်းတီးသွားပြီလေရှောင်းရံကိုမြေဝဲဖြူကိုပေးလိုက်ပါတော့ဆိုပြီးပြောပေးမယ်ရှောင်းရံကတော့စိတ်ချပါလို့ပြောပြီးတော့ပေးတံကိုဆွဲယူလိုက်ပါတယ်ဝန်ချန်ကတော့လေးကြီးပြီးတော့လက်သီးနဲ့ပြေးထိုးပြီလေရှောင်းရံကပြီး န်နဲ့ကာလိုက်ပါတယ်အဲ့ဒီချိန်ဝမ်ချန်ကတေသူဝါမျိုးလက်နဲ့တိုက်လိုက်ပါတယ်ရှောင်းရံနောက်ကနေပြီးတော့လက်မဲကြီးပေါ်လာပြီလေဒါပေမဲ့ရှောင်းရံကကောင်းကင်ဘီရောက်ကိုထိုးလိုက်တော့ဝမ်ချန်တရောက်နောက်ကိုလွင့်သွားပါတယ်ကောင်းကင်ဘီရောက်လာဆိုပြီးတော့လန့်သွားပြီလေ ချောင်းရံကတော့ဒီကောင်ကအစွမ်းကြီးပေမဲ့ငါ့ဘော်တယောက်မှမရှိဘူးဆိုပြီးတွေးလိုက်ပါတယ်။ကောင်းကင်ဘီတော့ကအမောင်းတို့ခြိဆွဲရင်တွေကိုဖိနှိပ်နိုင်တယ်လေ။ဝန်ချန်ကတော့ဒါကြောင့်မင်းကိုထန်ရင်ကအေးပေးနေတာကိုဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတာနဲ့ဒီနေ့ကိစ္စကိုထားလိုက်တော့ငါမင်းကိုထန်ရှမ်းမြောင်စင်မှာအဆောင်နေမယ်ဆိုပြီးလက်သွားပြီလေ။တကယ်ကထွက်ပြေးတာပါ။ဟိုသုံးကောင်ကလည်းထွက်ပြေးပါပြီ။နတ်လန်ရန်ကနေပါဖြစ်သွားသေးလဲလို့မေးလိုက်တော့ခေါင်းခါပြီးတော့ဒံယာကိုအရင်ကူတက်လို့ပြောလိုက်ပါတယ်။ရန်ရန်ကခြေစုပါလို့ပြောလိုက်တော့ခေါင်းဝဲညှိပြလိုက်ပါတယ်။ကောင်မလေးရင်ထဲမှာခံစားချက်တွေဖြစ်လာပြီလေ။စကားဝိုင်းကတိတ်ဆိတ်သွားတော့ရှောင်းရံကချောက်ဆူလိုက်ပြီးတော့နင်ကထန်ရှမ်းသွေးကံကိုဝင်မလို့လားဆိုပြီးမေးလိုက်ပါတယ်။ နောက်နေရန်ကငါကကန်ဆန်းကြည့်နေလို့ပါဆိုတော့ဒီတစ်ခေါက်လာတဲ့သူတွေကအစွမ်းထက်တယ်နင်းတယောက်ထဲလာလားနင်းဆရာကလွတ်တယ်လားဆိုပြီးတော့လူချင်းတဲ့စကားကိုဆွဲခေါ်နေပါတယ်ဟိုတယောက်ကတော့သူ့ကိုစိတ်ပူနေတယ်ပဲထင်နေသလားတော့မသိပါဘူးဆရာရိတ်အောင်မှနေရင်မတို့တက်နိုင်မှုပါじゃနဲ့ပြောနေပါတယ်အဲ့ဒီကြတော့မှဒီနှစ်တည်းမှနင်းတို့အဆင်ပြေလားလို့မိလိုက်ပါတယ်အဆင်ပြေပါတယ်ငါတို့လိုလိုလတ်လတ်နဲ့သွားလာနေတာဆိုတော့ရှောင်းရံတယောက်နင်းသွားပြီလေ သူကလိမ့်စာကိုသိချင်နေတာပါဟိုကလည်းမပေးပါဘူးအဲ့ဒါနဲ့ငါလည်းထန်ချဲသွေးကန်ကိုသွားမှငါနဲ့တူသွားမလားဆိုပြီးမေးလိုက်ပါတယ်ငါကထမ်းမှုတောင်နဲ့မရင်းတော့ဒီနဲ့တူသွားရရင်အဆင်ပြေတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါနဲ့နှစ်ယောက်သားထွက်သွားကြပြီလေရှေ့နှားဆိုရင်အမြင်မှားစေတဲ့အစီရင်နှားကိုရောက်တော့မှငါတို့မှမြေခွေးပြူရှိတယ်ပူစရာမလိုဘူးဆိုပြီးပြောလိုက်ပါတယ်ပြီးတော့နတ်လန်ရင်ရန်ကဒီတောင်နဲ့ရဲ့ဒေသခံတွေကိုတိုက်ခိုက်လို့မရဘူးအထူးသဖြင့်ရွှေသားကြွမျိုးနယ်ပဲဆိုပြီးပြောလိုက်ပါတယ်အစွမ်းကဘလိုလဲလို့မေးလိုက်တော့အများစုကတော့အဆင်သုံးပေါ်သားရဲပါဒါပေမဲ့အကြီးတော်ကအရင်များတယ်လို့ပြောလိုက်ပါတယ်သွေးကန်မှာဝေစုနှစ်နေရာကိုရွှေသားကြွမျိုးနယ်ကယူထားတာပါအမြင်မှားစေတဲ့အစီရင်နှားကိုရောက်တော့လူတွေကတိုင်ပတ်နေကြပါ ပါတယ်။နီးမသိပဲဝင်သွားရင်သေမဆိုပြီးတော့ပြောနေကြတာပါ။အဲ့ဒီချိန်မှာဝန်ချန်ကရောက်လာပါတယ်။နောက်မှလည်းရှောင်းရံတို့ရောက်လာပြီလေ။ဝန်ချန်ကတော့ဒီကောင်မလေးကိုပုံမှာရှိတယ်။မြေခွေးပြူကအမြင်မားစေတဲ့အစီရင်ကိုမြင်ရတဲ့အရင်နာနော်။ကောင်းကောင်းယူဆိုင်ဆိုပြီးတော့ဘေးကလူတွေနဲ့ရန်တိုက်ပေးလိုက်ပါတယ်။ပြီးတော့လည်းအစီရင်ထဲကိုဝင်သွားပြီလေ။အကုံလုံးကအနားကိုကတ်လာတော့ရှောင်းရံကဒိုချီစွမ်းရည်တွေကိုထုတ်လိုက်ပြီးတော့10မီတာနားကိုကတ်တဲ့လူမှန်သမျှတေးရမယ်ဆိုပြီးချိန်ချောင်းလိုက်ပါတယ်။အဲ့ဒီချိန်မှာအစီရင်တစ်ခုပေါ်လာပြီးတော့စွမ်းရည်လုံးတွေကြလာပြီလေ။တယောက်ကငါတို့အားလုံးကဒိုဝန်တွေဝိုင်းတိုက်ကြမယ်ဆိုပြီးတော့ခြားကြပါတယ်။နှစ်ယောက်လုံးသဲသန်တိုက်နေကြပါတယ်။ ရှောင်းရံကရှေ့ကနေကနေတဲ့သူတွေကိုကတ်ထုတ်လိုက်ပြီးတော့နားလည်ရင်ရံကိုတောက်ခုမဲ့လို့တော့ရေခဲဆွိုင်းအနေနဲ့တိုက်ခတ်လိုက်ရပါတယ်။ပေတံနဲ့ချိုးပစ်လိုက်ပြီးတော့နားလည်ရင်ရံကိုတိုက်နေတဲ့တယောက်ကိုရိုက်ထုတ်လိုက်ပါတယ်။နောက်တစ်ယောက်ကဝင်လူတော့ရှေ့ကပေါ်လာပြီးတော့လက်သီးစာချွေးလိုက်ပြီလေ။ပြီးတာနဲ့မင်းရင်ဝင်သွားသူပြီးပြောလိုက်ပါတယ်။နားလည်ရင်ရံထက်ရောက်သွားတာနဲ့ပြန်လာတဲ့သူတွေကိုမီလက်ခွဲဆူနာမီစာချွေးလိုက်ပါတယ်။ ရှောင်းရံဝင်သွားတော့မယ့်အချိန်မှာပဲကောင်းလေးကျန်းလာပါလားဆိုပြီးပြောလိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်။မင်းကဒီနေရာကိုရှုပ်ချက်ခန့်အောင်လုပ်ပြီးတော့မှဒီတိုင်းထွက်သွားတော့မလို့လားဆိုပြီးပြောလိုက်ပါတယ်။ရှောင်းရံကကြိလိုက်တော့ဒုံစုံမှန်းသိသွားပြီလေ။အကြီးကဲကိုနှုတ်ဆက်ပါတယ်လို့ပြောလိုက်ပါတယ်။ပြီးရနေဆွမ်းအပြည့်ဖြည့်စင်းကိုလက်ဆောက်ဆိုပြီးထုတ်ပေးလိုက်ပါတယ်။အကြီးကဲကသဘောကျသွားပြီးတော့ကောင်းလေးမစိုးဘူးထားလိုက်။ဒီနေရာကိုငါလူလွတ်ပြီးရှင်းခိုင်းလိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်။ပြီးရနေမင်းကစီးဖို့စက်သူမလား။အရင်ဝင်သွားလိုက်တော့ဆိုပြီးပြောလိုက်ပြီလေ။ အကြီးကဲကလည်းအကြံနဲ့ပါတကယ်လို့သူတို့လူချင်းနဲ့စေးဖို့ဆက်သူအဆင့်ကိုရောက်ရင်ကောင်းမယ်ဆိုပြီးတွေးနေပါတယ်အထဲကိုရောက်တော့အာယုံခံလို့ကမရတော့ပါဘူးအဲ့ဒီချိန်မှာမြေခွေးပြူလေးရောက်လာတော့ဖမ်းမယ်လို့တာနားလည်ရင်ရန်ဖြစ်နေပါတယ်အဲ့ဒါနဲ့နှစ်ယောက်သားထွက်သွားကြပြီလေမျောစင်မာတော့လူတွေရောက်နေကြပါပြီအဆောင်လေးခုကလူတွေရောက်နေတော့ခြံထဲသူတွေကနေရာလေးခုပဲခြံတော့တယ်ဆိုပြီးညှိနေကြတာပါမှမကတော့ဟိုကောင်ကဒီတောင်ကိုတောင်ရောက်မလာနိုင်ဘူးဆိုပြီးတော့ပြောနေတဲ့အချိန်မှာခေါင်းလောင်းကမြည်လာပါတယ် အခက်အခဲဖြစ်ကြော်ဝဲကစတင်ပြီလေအဲ့ဒီချိန်ကျတော့မှရှောင်းရံတို့နှစ်ယောက်ရောက်လာကြပါတယ်ငှက်မကတော့သွေးကန်ကိစ္စပြီးရင်လီမိုချိုးမြောက်ဆောင်ကိုကူပြီးတော့ဒီကောက်ကိုဖမ်းမဲ့ဘာညာနဲ့တွေးနေပါတယ်ရှောင်းရံကိုတော့ထိုင်းရံတယောက်ကပဲနှုတ်ဆက်တာပါအဲ့ဒီချိန်မှကျေကျွေးဆောင်ကကောက်မလေးကိုတွေ့သွားပါတယ်ပြိုင်ပွဲကလည်းစတင်ပါပြီအခက်ခဲပြိုင်ပွဲကအတန်လိုက်တိုက်ခိုက်မှုကိုကာဝယ်ပြီးတော့တောင်ပေါ်ကိုတက်ရမှာပါလူကြီးတွေအများလေးလေအခက်ခဲကတိုးလာလေသေးပါပဲပထမဆုံးပြစ်တဲ့တဲ့နှစ်ယောက်ကတော့နောက်ပြန်လွန့်သွားပါပြီ ရှောင်းရန်ကနားလည်ရင်ရန်ကိုငါတို့တက်ရင်နေငါနောက်မှာပဲနေနားပိတ်ထားဆိုပြီးပြောလိုက်ပါတယ်။နားလည်ရင်ရန်ကနားပိတ်ထားလည်းမထူဘူး။ငါလာတာဒီနေရာကခေဆုံးပဲဆိုပြီးပြန်ပြောလိုက်ပါတယ်။ရှောင်းရန်ကတော့မဆန်းကြည့်ပဲနဲ့ဘယ်လိုလုပ်သီးမှလဲဆိုပြီးပြန်ပြောလိုက်ပါတယ်။နောက်တစ်ယောက်ကတော့ညံသုံးပြီးတက်မှရမယ်ဆိုပြီးတော့လေဘော်ကနေပြန်သွားပါတယ်။အဲ့ဒီချိန်မှာရှီရီလေးကပေါ်လာပြီးတော့အတန်လိုင်းနဲ့တိုက်ခိုက်လိုက်တာပြုတ်ကျသွားပါပြီ။နောက်တစ်ယောက်ကတော့ဖုန်ချင်းရလေးပါ။ဖြက်စီးသုံးတော်အစွဲနဲ့အတန်လိုင်းတိုက်ခိုက်မှုကိုအေးစေးပဲဖြတ်ကျော်သွားတယ်လေ။တောင်ထိပ်ကိုရောက်သွားပါတယ်။နောက်တစ်ယောက်ကတော့ဓာတ်တောင်းဆိုင်ကထိုင်းရင်မှာ သူကလည်းဓာပြန်ကိုစီးပြီးတော့အကာအဝဲကိုထုတ်ပြီးတော့အေးစစ်စစ်နဲ့တက်သွားပါတယ်။ရှောင်းရံတို့တက်မဲ့ချိန်မှာမရေနားဆောင်ကကောင်ကကြားဖြတ်ပြီးလေသူလည်းပဲအမှောင်တို့ကြီးဆွားအနေနဲ့တောင်ထိတ်ကိုအေးစစ်ဘက်တက်သွားပါတယ်။နောက်တစ်ယောက်ကတော့ကြည်ကြည်တောင်ကချင်းလွန်မှာဒေဝိဆိုင်တဲ့တရင်ကိုရှောင်းရံတယောက်ရလိုက်ပြီးလေချင်းလွန်ကပလွေကိုထုတ်ပြီးတော့အတန်လိုက်နဲ့ကပြီးတော့အေးစစ်ဘက်တက်သွားပါတယ်။ပြန်ခွဲကလည်းအချိန်စိတ်ပါတော့မယ်။ရှောင်းရံတို့အလှရောက်လာပါပြီ။ရှောင်းရံကနှုတ်ဆက်လိုက်တော့ဖေးထန်းကလိုက်ဖန်းနဲ့ရှောင်းရံလာဆိုပြီးတော့အကြီးကဲကပြန်မိလိုက်ပါတယ်။တကယ်တော့ဖေးထန်းကလိုက်ဖန်းတဲ့တရင်ကရွှေစားချက်မျိုးနဲ့ထိရောက်နေတာပါ။အကြီးကဲကတော့မင်းလူတယောက်ခေါ်သွားမှတေချာလားဆိုပြီးထမ်းမိလိုက်ပါတယ်။ ရှောင်းရံကကျွန်တော်တို့စားလို့ရပြီလားဆိုပြီးတော့အတက်လမ်းကိုသွားလိုက်ပြီလေတက်လိုက်တာနဲ့အတန်လှိုင်းတိုက်ခိုက်မှုကစပါပြီကောင်းကင်မီတောင်နဲ့ရှေးကကပြီးတော့ပြေးတက်ပေမဲ့နားလန်ရင်ရံကတော့တိုင်ပတ်နေပြီလေအပေါ်ကလေးယောက်ကတော့တယောက်တစ်မျိုးထင်ကြီးနေပြီးနေကြပါတယ်နောက်တစ်ဆင့်ကိုတက်တော့နားလန်ရင်ရံကလွန်သွားပြီမဲ့ရှောင်းရံကတက်စီသုံးတော့အစွမ်းနဲ့အမိကလေးလိုက်နိုင်ပါတယ်အဲ့ဒါကိုတွေ့တော့ချင်းလွန်ကဖုန်ချင်းအားကိုစကနာထိုးနေပါပြီနားလန်ရင်ရံကတော့တော်တော်ကိုတိုင်ပတ်နေတာပါမင်းဟာနေသွားတော့ဆိုပြီးမဲ့ရှောင်းရံကတော့ရအောင်ခေါ်သွားမယ်ဆိုပြီးတော့ကောင်းကင်မီတောင်နဲ့ကပြီးတက်သွားပါတယ်နားလန်ရင်ရံလွန်သွားတော့လက်ကိုဖမ်းဆွဲပြီးတော့ရအောင်ခေါ်သွားပြီလေဘလို့မှတောင်းမခံနိုင်တော့ရွှေချချင်းတဲ့ဟိတန်ကိုထုတ်သုံးလိုက်ရပါတယ်အ ပေါ်ကလူတွေပါအကွယ်ကိုထုတ်ပြီးကာလိုက်ရပါတယ်။ရှောင်းရံတို့နှစ်ယောက်တောင်ထိတ်ကိုရောက်လာကြပါပြီ။ရှောင်းရံရဲ့အတန်တိုင်းတိုက်ခိုက်မှုကြောင့်အစီရင်ကတော့အကွယ်သွားပါတယ်။အကြီးကဲကတော့နောက်လူတွေအတွက်လွယ်သွားတာပေါ့ဆိုပြီးတွေးနေပါတယ်။တောင်ဝကိုရောက်တော့ချင်းလွန်ကရှောင်းရံလျက်စီးသုံးတောင်လှုပ်ရှားမှုကိုကျင့်တာဘယ်အဆင့်ကိုရောက်ပြီလဲ။တချို့လူတွေထက်သာနေပြီလားဆိုပြီးတော့ဖုန်ချင်းရကိုသွားဆနေပါတယ်။ဖုန်ချင်းရကလည်းမူချင်းလွန်နောက်သုံးလနေရင်စမဲ့ပြန်ပွဲမှာနေဆွမ်းဆောက်အောင်ငါဆန်းတက်မယ်ဆိုပြီးပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ရန်ဖြစ်နေကြတော့ရှောင်းရံကကြည်ရတာအဆောင်လေးခုကလည်းမပြေလည်ဘူးနေမယ်ဆိုပြီးတော့တွေးလိုက်ပါတယ်။ ြီးတာနဲ့မိန်းကလေးမှုခဏလောက်စကားပြောလို့ရမလားဆိုပြီးမေးလိုက်ပါတယ် ဘာပြောမလို့လဲဆိုတော့လေဝိစာကမင်္ဂလိရဲ့ဆရာလားဆိုပြီးမေးလိုက်ပါတယ်ဒါကလေးဝတ်ထားတဲ့အရာမဟုတ်ပါဘူးဆိုပြီးပြောလိုက်တော့မင်္ဂလိရဲ့ဆရာဘယ်မှာရှိလဲဆိုပြီးမေးလိုက်ပါတယ်ချင်းလွန်ကနင်ကဘယ်သူလဲဆိုပြီးပြန်မေးလိုက်ပါတယ်မိတ်ဆွေဟောင်းရဲ့တပည့်ပါဆရာမင်းရအချီကဲဖုန်းကိုလာရှာတာပါဆိုပြီးပြောလိုက်ပါတယ်ဆရာကခီးသွားတာကြိုက်တော့ဘယ်ရောက်နေလဲဆိုတာငါမသိဘူး။နေတွေ့ချင်းရင်နောက်၃လနေရင်လီမိုချိုအရှိဆောင်ကပြိုင်ပွဲကိုသွားပါဆိုပြီးပြောလိုက်ပါတယ်။လန်သွားတော့ငါနေ့ကိုနောက်နေတာမဟုတ်ဘူး။အဆောင်၄ဆောင်ပြိုင်ပွဲရှိတယ်။အဲ့ဒီပွဲကိုတရားပေါက်ဆရာကသွားမှာဆိုပြီးပြန်ပြောလိုက်ပါတယ်။ရှောင်းရံကကျေးဇူးတင်ကြောင်းပြောလိုက်တော့နေတကယ်သွားမလို့လားဆိုပြီးပြန်မိလိုက်ပါတယ်။အဲ့ဒီချိန်မှာခက်ခဲဖြစ်ကြောပြိုင်ပွဲကလည်းပြီးသွားပါပြီ။အကုန်လ လုံးတောင်းဝတ်တက်သွားကြတော့ရှောင်းရဲလည်းသွားမယ်လို့နေတော့မှာအရှိမတွေ့ခဲ့တဲ့အကြီးကဲကပေါ်လာပါတယ်ပြန်ခွေးပြီးသွားရင်ငါနဲ့ခဏလိုက်ခဲ့ဆိုပြီးခေါ်သွားပါတယ်နောက်ထပ်အကြီးကဲစီကိုခေါ်သွားတာပါမင်းကိုဘာလို့ခေါ်တာလဲသိလားဆိုပြီးမေးလိုက်တော့အကြီးကဲချင်းရှိရဲ့ခန္ဓာကိုယ်ထဲကမီးစိတ်ကြောင့်များလားဆိုပြီးမေးလိုက်ပါတယ်အကြီးကဲကဆိတ်လျှောက်သွားပြီးတော့မင်းငါထိုင်ရကိုမြင်နေပေါ့ကုသလို့ရမလားဆိုပြီးမေးလိုက်ပါတယ်။ရှောင်းရံကသွေးချောက်ကိုဆန်းလိုက်ပြီးတော့ မီးစိတ်ကအယိုးထဲကိုရောက်နေပြီဒီလောက်ပြင်းထန်တဲ့မီးစိတ်ကိုခုမှမြင်ဘူးလားဖြည့်ရှင်းဖို့ခက်တယ်ဆိုပြီးပြောလိုက်ပါတယ်စိတ်တကြသွားတော့မှဒါပေမဲ့ဖြည့်ရှင်းနေရှိရဆိုပြီးထပ်ပြောလိုက်ပါတယ်အကြီးကဲကပြောသွားပြီလေဘယ်လိုလဲဆိုတော့အခုအနေထားရကတော့အန္တရာယ်များတယ်ကျွန်တော်လက်ရှိဆွမ်းကမလုံလောက်ဘူးဆိုပြီးပြောလိုက်ပါတယ်အကြီးကဲတွေတယောက်နဲ့တယောက်မျက်နှာကြည့်ပြီးတော့ဒုံဆုံးစိတ်ကိုရောက်ရင်တော့မီးစိတ်ကိုဖြည့်ရှင်းနိုင်မလားဆိုပြီးမေးလိုက်ပါတယ်ပြီးတာနဲ့တကယ်တော့ထိုင်းရှိသွေးကံရဲ့အဆင့်ထိုးပေါက်တာကဒိုးဝမ်းထိတ်တန်းအဆင့် ဒိုစုံကိုရောက်ဖို့ခြေတလန်းလိုတဲ့သူတွေပဲအကျိုးရှိမှာရှောင်းရံကကျဲကိုလုံးဒိုဝန်ကိုရောက်တာမကြသေးဘူးဆိုတော့ဒိုစုံစင်ကိုရောက်ဖို့ကတိတ်မလွယ်ဘူးဆိုပြီးပြောလိုက်ပါတယ်အကြီးကနီလန်းရှိလာဆိုတော့မင်းတို့အခုဝင်ရမှာကမိတော်ထိတ်ဝါကရေကန်တကယ်ဆွမ်းအားတွေပြည့်နေတာကသွေးကန်ရဲ့အောက်ခြေဆိုပြီးတော့ပဲပြောလိုက်ပါတယ်ရွှေသားချက်မျိုးနယ်တွေတီးတန့်ဖန်တီးထားတဲ့နေရာပါအဲ့ဒါကြောင့်လဲငါကကျဲခွန်းနှလုံးဒိုစုံစင်ကိုခဏနဲ့ရောက်တာဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီမှာလေးကြည့်ရင်တော့ဒိုစုံစင်ကိုရောက်နိုင်တယ်ဆိုပြီးပြောလိုက်ပြီလေဒါပေမဲ့စိတ်ကလည်းအဲ့ဒီကပဲမိခဲ့တာပါအကြီးကဲတော့မခံနိုင်တာကျွန်တော်ကဘယ်လောက်တက်နိုင်မှာလဲဆိုတော့မင်းမကောင်းကင်မီတော်ရှိရလေဆိုပြီးပြန်ပြောလိုက်ပါတယ် ီးတာနဲ့လေဟာနယ်တဲကိုဝင်ရမယ်တော့ကိုပေးလိုက်ပါတယ်။ရှောင်းရံတယောက်တော့ကိုယူလိုက်ပြီးတော့ကျွန်တော်ထွက်လာလို့ဒိုစုံစင်ကိုရောက်ရင်အကြီးကဲ့ရဲ့မီးစိတ်ကိုရှင်းပေးပါမယ်ဆိုပြီးပြောလိုက်ပါတယ်။ရှောင်းရံတယောက်ဘာလို့ဆက်ပြီးကြုံအောင်လဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်တော့ပေးပါဦးခင်ဗျာ။